တကယ်ချင်းများအားလုံးပဲမိကလာပါဒီတခါတော့ပြည်ချင်းကားကိုရှက်နဲ့နံမွေ့မွေ့လေးနဲ့ဆက်ဆက်လေးချက်စားမယ်ညဦးဆုံးပြည်ချင်းကားကိုအညစ်ကြေးလေးတွေကိုဖယ်လိုက်ပါမယ်နော်ပြည်ချင်းကားကတော့သုံးကောင်လောက်ဝယ်လာပါတယ်ပြင်ဒီမှာမျက်လုံးလေးတွေကိုပါထုတ်ထုတ်လိုက်မယ်ဒီအကောင်းလေးပါစလို့ကောင်းတော့လေး ေါ်ဝါဟာလေးပါဖယ်ပြီးတော့ရှင်တေချာလေးတန့်စင်ပြီးတော့ခြေနဲ့တေချာဆေးလိုက်ပါမယ်နော်ပြီးရင်ချက်ဖို့အတွက်အပိုင်းလေးတွေတေချာလေးလိထားမယ်ဒါကတော့လိုအပ်တဲ့ပစ္စည်းလေးတွေပါပစ္စည်းငါးရဲ့ချက်တုံနေချက်တုံဖြူမြေုပ်တီ6ရှမ်းနဲ့နဲ့မြေုပ်တီ6ကိုကြတော့ရင်းနှီးနဲ့စိန်ပြီးတော့ ရေစစ်ထားပါတယ်ချက်သွင်းနေချက်သွင်းဖြူကိုလိထားမယ်မြုပ်တီးကိုရေစစ်ပြီးလို့ရှိရင်တခြားလေးညက်အောင်ထောက်ပါမယ်နော်ငပိလေးပါနည်းနည်းထည့်ထောက်ပါမယ်ကြည်တီကိုကြတော့ရေတက်ဆေးပြီးမှရေနှေးစိမ်ထားလိုက်ပါမယ်နော်ချက်သွန်ကြီးချက်သွန်ဖြူကိုစီတက်ပါမယ်ဆနေနေထည့်မယ် ကြက်လေးမွေးလာပြီဆိုတော့မှငရုတ်တီထောင်းထည့်ပြီးတော့ဆီတက်ပါမယ်နော်ပြင်းပြင်းကြီးငါးပါတစ်ခါရဲထည့်ပြီးတော့ကြော်လိုက်ပါမယ်။ဆုံးကြီးရေလေးထည့်ပြီးတော့ချက်ထားပါမယ်နော်။ မကြီးရေလေးထည့်ပါမယ်ရှင်းနေနေဥပပါမယ်နော်ရှင်းနေနေကအိမ်မှာအများကြီးရှိနေတာ ਨੇ များများလေးထည့်လိုက်တာပေါ့နော်ပြန်အရေးခန်းသွားပြီမို့လို့အရသာကလည်းမထည့်ရသေးဘူးဆိုတော့ရေနည်းနည်းထည့်ပြီးတော့ချက်လိုက်ပါအောင်မယ်နော် စာချုံမုံးနေနေထဲမယ်ပြီးရင်ဒီရေခန်းနဲ့တိချက်ပြီးပြီဆိုလို့ရှိရင်တော့စားလို့ရပါပြီအိမ်မှာလေလေကူကူငင်းငင်းဆက်ဆက်လေးချက်စာဖြစ်တာမို့လို့ပြန်ပြီးမျှဝေလိုက်ပါတယ်ဒီကနေ့ကြာလို့ရှိရင်ပင်လေးစာကိုဒီလိုမျိုးဆက်ဆက်လေးစားကျင်တာပေါ့နော် ီဒီယိုလေးကိုဆုံးဖြတ်လိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်